အစ္စရေးတပ်ဖွဲ့တွေကဂါဇာစီးပြည်မြို့ကိုထိုးစစ်ဆင်မှုပုံမတုံးမြင့်လှောက်ဆောင်နေတာကြောင့်အမေရိကန်တံပရဒေါ်နယ်ထရန့်ရဲ့ဂါဇာအတွက်အပြစ်ခတ်ရစဲအစီအစဉ်ကိုလက်မခံနိုင်ကြောင်းဟာစမတ်အဖွဲ့ကပြောတယ်လို့ရိုက်တာဖော်ပြခဲ့ပါတယ်။အစ္စရေးသတင်းစာတစ်စောင်မှာဟာစမတ်အဖွဲ့ကအစ္စရေးတရားခံတွေအားလုံးကိုလွှတ်ပေးဖို့စီးမြင့်တွေကိုသဘောတူခဲ့တယ်လို့ဖော်ပြထားပါတယ်။အပြန်အလှန်အနေနဲ့ဟာစမတ်အဖွဲ့ကပါလက်စတိုင်းအကျဉ်းသားယာကြီးပြန်လွှတ်ပေးဖို့နဲ့အစ္စရေးတပ်ဖွဲ့တွေတဖြည်းဖြည်းတပ်ပြန်ဆုတ်ဖို့လိုလားတယ်လို့သတင်းမှာဖော်ပြထားပါတယ်။အဲ့ဒီအစီအစဉ်မှာ ဂါဇာမှာဟတ်စမန်အုပ်ချုပ်ရေးကိုအဆုံးသတ်ဖို့နဲ့အစ္စရေးအနေနဲ့ ဂါဇာကိုတိမ်းမှတ်ခြင်းမပြုဖို့ဂတိကွေးတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ဟာစမတ်တာဝန်ရှိသူတူကသူတို့စီမြေတီအစီအစဉ်မှာပေးဖို့လာခြင်းမရှိဘူးလို့ရိုက်တာတတင်းကိုပြောပြခဲ့ပါတယ်။ဂါဇာနဲ့ပတ်သက်ပြီးသဘောတူညီချက်တည်းရဲ့လူမျိုးရရှိထားပါတယ်။ဒါပေမဲ့အသေးစိတ်တော့မပြောနိုင်သေးဘူးလို့ထရန်ကစက်တင်ဘာ26ရက်မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။အစ္စရေးကထရန်ရဲ့မှတ်ချက်တွေကိုလူသိရှင်ကြားထုတ်ပြန်ထားတာမရှိပါဘူး။ထရန်ကအဲ့ဒီအရေးကိုဆွေးနွေးဖို့အတွက်စက်တင်ဘာ29ရက်မှာအစ္စရေးဝင်ကြီးချုပ်နေသန်ယာဟုနဲ့တွေ့ဆုံဖို့စီစဉ်ထားပါတယ်။